ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာရှိတဲ့ Kremlin နန်းတော်ရှိက Square ဆိုတဲ့ရင်ပင်ဒီမှာနှစ်စဉ်မေလ9ရက်နေ့တိုင်းဒုတိယကမ္ဘာစစ်အွန်လိုင်းကြီးအထိမ့်က် Victory Day လို့ခေါ်တဲ့အောင်ပွဲနေ့အခမ်းအနားတွေကိုကြီးကြေခမ်းနားစွာကျင်းပလိမ့်ရှိကြပါတယ်။အဲဒီနေ့ကိုတရားဝင်ရုံးပရဲ့အဖြစ်သတ်မှတ်ထားပြီးရုရှားပြည်သူတွေရဲ့အရေးပါသော နေတူးနေ့မြက်လည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ဟာဖြစ်ပူးသမျှစစ်ပွဲကြီးကြီးတွေမှာအကြီးမားဆုံးစစ်ပွဲကြီးဖြစ်ပါတယ်။1939ခုနှစ်စက်တင်ဘာလမှာပိုလန်ကိုဂျာမနီကဝင်ရောက်သိမ်းပိုက်ရာကနေစတင်ခဲ့တာဖြစ်ပြီး1945ခုနှစ်မှာအဆုံးသတ်ခဲ့ပါတယ်။လူသံပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတယ်လို့ကမ္ဘာတော်မှာအဲ့ဒီစစ်ကြောင့်နေအိမ်ရက်ရွာတွေကိုစွန့်ခွာထွက်ပြေးခဲ့ရသူတန်ပေါင်းများစွာလည်းရှိခဲ့ပါတယ်။အဲ့ဒီစစ်တွင် ိုဗီယက်ပြည်တော်စုဟာမဟာမိတ်တွေဘက်ကနေနာဇီဂျာမနီကို အနိုင်ရတဲ့အထိပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းတိုက်ပွဲတော်တော်များများဟာဆိုဗီယက်ညီပေါ်မှာဖြစ်ခဲ့တာကြောင့်ပျက်စီးဆုံးရှုံးမှုလည်းအများဆုံးကြုံခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်1945ခုနှစ်မေလမှာတော့နာဇီဂျာမနီကချင်းချက်မရှိ လက်နက်ချခဲ့တာကြောင့်ဥရောပတိုက်ပေါ်မှာဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့ပါတယ် ဂျာမနီဘက်ကတရားဝင်လက်နက်ချခဲ့တဲ့အကြောင်းကိုဗာလင်မြို့အနီးမှာလက်မှတ်ထိုးခဲ့တာဟာ မေလ၈ရက်နေ့ဖြစ်ပါတယ်။မေလ၈ရက်နေ့ဖြစ်ပေမဲ့ဘာဖြစ်လို့ရုရှားနိုင်ငံရဲ့အောင်ပွဲနေ့ကို၉ရက်နေ့ကျမှကျင်းပခဲ့တယ်လဲဆိုရင်ဂျာမနီဘက်ကပြစ်ခတ်တိုက်ခိုက်မှုတွေအကုန်လုံးရက်ဆိုင်ချိန်ဟာအဲ့ဒီနေ့ည23နာရီတမိနစ်ဖြစ်တာကြောင့်အဲ့ဒီချိန်မှာ မော်စကိုစံတော်ချိန်ဟာညတစ်ကောင်ကိုကြော်ကာ မေလ9ရက်ထဲကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်။ဒါကြောင့်9ရက်နေ့မှာကျင်းပခြင်းဖြစ်ပါတယ်။အဲဒါကြောင့် Victory Day သို့မဟုတ် VE Day Victory in Europe ဥရောပအောင်ပွဲနေ့ကိုဥရောပနဲ့အမေရိကန်ပြည်တော်စုတို့မှာမေလ10ရက်နေ့ကိုတက်မှတ်ကြပြီးရုရှား၊ဆာဗီးယား၊ဘယ်လာရုစ်တို့မှာတော့မေလ9ရက်နေ့ကိုတက်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဆိုဗီယက်ပြည်တော်စုတွေကမိသားစုအများစုတွေဟာ ူတို့ရဲ့ဖြစ်သူခင်သူတွေကိုဆုံးရှုံးခဲ့ကြရပါတယ်။အဲဒီဆုံးရှုံးမှုတွေကိုဒီအောင်ပွဲနေ့မှာအဆုံးသက်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကြီးပြီးဆုံးပြီးဆယ်စုနှစ်နှစ်ခုနှီးပါးကြာတဲ့အထိအဲဒီမေလ9ရက်နေ့အောင်ပွဲနေ့ကို ဆိုဗီယက်ပြည်အောင်စုမှာအမျိုးသားအားလည်းအဖြစ်သတ်မှတ်မခံခဲ့ရပါဘူး။မျိုးကြီးပြာကြီးတွေမှာပဲမီးရှူးမီးဘက်နေပြစ်ဖောက်လို့ပျော်ပွဲရှင်မွေးတွေကျင်းပရာမျိုးတွေလောက်တာလုတ်ခဲ့ကြပါတယ်။ 1963ခုနှစ်ရောက်တဲ့အခါမှာတော့အဲ့ဒီအချိန်ကဆိုဗီယက်ခေါင်းဆောင်လီယိုနစ်ဘရက်ဇနက်လက်ထက်မှာနာဇီဂျာမနီပေါ်အောင်မြင်ခဲ့တဲ့အောင်ပွဲနေ့အခမ်းအနားကို အများပြည်သူ ရုံးပိတ်ရဲ့အဖြစ်သတ်မှတ်ပြီးနိုင်ငံတော်အဆင့်စီရေးပြအခမ်းအနားကြီးတွေဆက်ဆက်ပွဲအခမ်းအနားတွေကိုခက်ခန်းနာနာစတင်ကျင်းပခဲ့ကြတာပါအဲ့ဒီနေ့ရောက်ရင်ရင်းမြင်းဒီမှာရုရှားတပ်မတော်ရဲ့အင်အားပြစီရေးပြအခမ်းအနားတွေမှာလက်နက်ကြီးလက်နက်ငယ်တွေပြသပြီးရုရှားရဲ့ စစ်အင်အားတောင့်တင်းခိုင်မာမှုကိုပြသလေရှိသလိုနိုင်ငံသူနိုင်ငံသားအားလုံးဟာလည်းနိုင်ငံတနလေးအားနေရအတိအကျီမှာအောင်ပွဲနေ့ကိုဆင်နွှဲလေရှိကြပါတယ်။၂၁ရာစုရဲ့အစောပိုင်းကာလအရောက်မှာတော့ ရုရှားသမ္မတဗလာဒီမီယာပူတင်ကအောင်ပွဲနေ့ကိုတိထက်ပို့ပြီးအသေးပဲရှိအောင်အစိမ့်မြင့်တင်ခဲ့ပါတယ်။ဘလောက်ထိမြင့်တင်ခဲ့တဲ့လဲဆိုရင်ရုရှားလူမျိုးမှန်ရင်အဲ့ဒီအောင်ပွဲနေ့နဲ့ကျင်းလို့များတဲ့အထိစီယုံဆောင်ရွက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားကိုနိုင်ငံအုပ်ချုပ်သမ္မတနဲ့စစ်ဘက်နယ်ဘက်ဆိုင်ရာအကြီးအကဲတွေအထူးဖိတ်ကြားထားတဲ့နိုင်ငံကောင်းဆောင်တွေတန်တမန်တွေဒုတိယကမ္ဘာစစ်မှာတော်ဝင်ထမ်းဆောင်ခဲ့ပြီးတက်ရှိထင်ရှားရှိနေတဲ့ဂုံလူဆောင်တက်တော်ရှိစစ်မှုရဟောင်းစစ်ပြန်ကြီးတွေ ်မိသားစုဝင်တွေအငင်းသားတွေစသည်ဖြင့်စုံစုံညီညီတက်ရောက်လေရှိကြပါတယ်အခါရာကျင်းပပုံတွေကိုလည်းတစ်နှစ်တစ်နှစ်တစ်နှစ်ပိုးပြီးကြီးကျယ်ခမ်းနားအောင်လှုပ်ဆောင်လာခဲ့ပါတယ်ဒါကြောင့်လဲစစ်သမိုင်းနဲ့ပတ်သက်လို့လေ့လာမှုတွေမှာပုံမအယုံဆိုင်လာကြပြီးကောင်းမွန်တဲ့အကျိုးဆက်တွေရရှိခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းကအမှတ်တမ်းမှတ်ရာတန်ပေါင်းများစွာကိုလည်းအများပြည်သူလေ့လာနိုင်အောင်ထုတ်ပြန်ပေးသလိုနိုင်ငံအနှံပြားက ကြားလိုက်ကြည့်ရင်မှခိမီ digital နီးစနစ်တင်တဲ့ပါတင်ဆဲတာတွေလုတ်ဆောင်ခဲ့ပါတယ်။အဲ့ဒီအောင်ပွဲနေ့မှာဆိုရင်စစ်သမိုင်းပြလိုက်တွေမှာတော့ရောက်လိလာသူ နိုင်ငံသူနိုင်ငံသားအများအပြားရှိနေကြပြီးပြည်သူတွေပါစစ်စိတ်စစ်မှန်တက်ကြွလာအောင်ဆောင်ရွက်ထားနိုင်ပါတယ်။လူလူကြားချင်းပါတဲ့ဒုတိယကမ္ဘာစစ်ကြီးအတွင်းကြာဆုံးခဲ့ရသူတွေအတွက်အောက်မွေဝဲအခမ်းအနားတွေကအစနိုင်ငံတော်ကလွှဲပြောင်းတာဝန်ယူကျင်းပပေးလာခဲ့ပါတယ်။ 2020ခုနှစ်အတွင်းမှာတော့ဆိုင်ဘီးရီးယားသတင်းတောက်တွေကစစ်တွင်းမှာကြာဆုံးခဲ့ရသူတွေအတွက်ထာဝရရှင်သန်နေသောတပ်ရင်းဆိုတဲ့အမည်နဲ့ဂုဏ်ပြုလာခဲ့ကြပါတယ်။သူတို့ကအောင်ပွဲနေ့ခြစ်တက်ပွဲတွေမှာစစ်ကြီးတွင်ကြာဆုံးခဲ့ရသူတွေရဲ့ဓာတ်ပုံတွေကိုခြင်ပြီးခြစ်တက်ဂုဏ်ပြုဖို့စတင်စီစဉ်ခဲ့တာပါ။အဲ့ဒီစိတ်ကူးဟာအချိန်တိုတွင်းမှာပဲရုရှားကတခြားဒေသတွေစီကူးဆက်ရောက်ရှိသွားပြီးနိုင်ငံအနှံ့အပြား ပြောရရင်တနိုင်ငံလုံးမှာပါကြဆုံးခဲ့ရသူရဲ့ဓာတ်ပုံတွေကိုကင်ပြီးချီတက်ခုံပြုကြလာပါတော့တယ်။2020ခုနှစ်အတွင်းကကျင်းပခဲ့တဲ့85နှစ်မြောက်ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ Best 3 Day ကိုတော့ COVID-19 ရောဂါကြောင့်မိသားကနေဇွန်လအတွင်းကိုပြောင်းလဲကျင်းပခဲ့ရပြီမဲ့အဲ့ဒီအခမ်းအနားကြီးကိုရုရှားတပိုင်းမှာအကြီးအကျယ်ဆုံးဖြစ်အောင်စီစဉ်ကျင်းပပြခဲ့ပါတယ်။တပ်ဖွဲ့ဝင်အင်အား2000ကျော်လေရင်နဲ့တန်ချက်ကာရင်ရာပေါင်းများစွာပါဝင်တဲ့အေယာမစစ်ချီပွဲကြီးတစ်ခုလို့ဆိုရမှာပါ။ ရုရှားရဲ့အင်အားကြီးမားပုံကိုကမ္ဘာကြီးကအော်မှင်သက်သွားစေဖို့ရည်ရွယ်ပြီးသူတို့ရဲ့နောက်ဆုံးပေါ်စစ်လက်နက်ပစ္စည်းတွေကိုလည်းထုတ်ပြခဲ့ကြပါတယ်။ဒါကတော့ Bistri Day ရဲ့တမန်ရောက်မှာမိဆိုပင်ဆိုသေးကမူရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့အမျိုးသားရေးလက္ခဏာမျိုးချစ်စိတ်တဲ့စစ်စိတ် စစ်မှန်တွေတက်ကြွလာစေတဲ့အဲ့ဒီအခမ်းအနားကြီးဟာအောင်ပွဲဆိုတဲ့စစ်ရေးအောင်မြင်မှုဂုံရက်ကိုပြတ်တနိုင်အောင်သာမကဘဲ ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့အဒွန်ရှိတီရက်ခိုင်မြဲမှုပြည်သူပြည်သားတွေရဲ့စီလုံးညီညွတ်မှုနဲ့နိုင်ငံရဲ့ဂုဏ်ကိုကိုးစားပြုတဲ့ပွဲကြီးမှာမြန်မာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်နဲ့တပ်မတော်ရဲ့စီးရေးပြအဖွဲ့တွေကိုဖိတ်ခေါ်ခံရခြင်းဟာကြီးမြတ်သောဂုဏ်ယူပွဲရသာဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။